လူတွေအားလုံးကလည်းဘဝမှာတိုးတက်ကြီးပွားအောင်နေကြကြတယ်။ဒါပေမဲ့အဲ့ဟာတွေကိုမရနိုင်အောင်ကိုကိုကိုပဲပိတ်ပင်ထားရဆိုတာကိုရောတတိထားမိတာသိကြလား။နော်အဲ့တော့ ကိုယ့်ရဲ့ပေါ့နော်ဖြစ်ချင်တဲ့ဆန္ဒတွေဖြစ်ချင်တဲ့အရာတွေအိမ်မက်တွေပေါ့နော်အကောင့်ထဲမဖို့ဘူးမပေါ်သေးဘူးဆိုတာကကိုကိုယ်တိုင်းမှာလဲအားနဲ့ချက်တွေလိုအပ်ချက်တွေရှိလို့ပါနော်မျိုးစုံတော့အကြောင်းပြချက်တွေလည်းပေါ့နော်အဲ့တော့ဒီနေ့ဦးနာ sharing လုပ်ပေးချင်တာကဦးနာတို့တွေပေါ့နော်တော်တော်များကမသိနိုင်မသိပါနဲ့အဲ့ဒီပေါ့နော် comfort zone ဆိုတဲ့အထဲမှာရောက်နေတယ်ရှင်အဲ့ဒီ comfort zone ဆိုတာကကိုယ့်ရဲ့ပေါ့နော်တက်တောင့်တတနဲ့ပြီးကိုကအဲ့ဒီထပ်ပို့ပြီးတော့ဘာမှထပ်ပြီးတော့တိုးတက်ကြီးပွားအောင်မလုပ်စော်ဘူးအဲ့ဒီမှာရက်တန့်လိုက်ပြီဆိုတဲ့အရာမျိုး ဒါပေမဲ့တော်တော်များပြောကြမယ်ပေါ့နော်ငါကိုဖို့စုံနေမှာရောက်နေတာမဟုတ်ဘူးပေါ့နော်နေ့တိုင်းပေါ့နော်နှစ်ဖူးဝချင်းချွေမှကြအောင်အလုပ်ကိုပြင်ပြင်ပပလုပ်နေရတယ်အားချိန်နားချိန်လည်းမရှိဘူးဘာကိုအသက်တင်ယူမှလဲပင်ပန်းနေပြီလုံးဝကိုပေါ့နော်အားအင်ကြီးကုန်ခန်းနေပြီအလုပ်ပြည့်တဲ့အခါမှာအဲ့လိုမျိုး excuse တွေစင်ကြီးတွေပေးမှသိရရှင့်နော်အဲဒါပေမဲ့ပေါ့နော် အဲ့ဒီဟာနေ့စဉ်ပေါ့နော်မိုးလျောက်မိုးချုံအလုပ်တွေကိုစူးစမ်းပန်းစားပင်ပင်ပန်းလုပ်နေတိုင်းလည်းကိုကပေါ့နော်ကိုဘောဆောင်ထဲမှာနေနေတာပဲနော်ကိုယ်တည်းဘာမှအသက်ဆမ်းမရှိတာအသက်ဆမ်းမရှိဘူးဆိုတာကဒီခင်းနဲ့လျော်နေတဲ့လိမ့်လာတည်ယူမှုတွေဥပမာပညာရေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့အလုပ်ကိုင်လည်းပဲပတ်သက်ပြီးတော့ဖြစ်ဖြစ်ကိုကကျွမ်းကျင်ကျွမ်းကျင်တဲ့ကျွမ်းကျင်အောင်ပေါ့နော်အနေဒီပညာတွေတည်ယူတယ်အာအတွေ့အကြုံတွေပညာတွေကိုတည်ယူတယ်ကိုဖြစ်ချင်တဲ့ဆန္ဒတွေအိမ်မက်တယ်ပေါ့အကောင့်ထဲပေါ်ဖို့အတွက်ခြေလှမ်းတွေစတင်တာ နော်ကိုပိုင်စီးပွားရေးစပြီးလုပ်ချင်တာပဲဖြစ်ဖြစ်ဈေးရောင်းတာပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်စိတ်ကူးပဲရှိတယ်ငါမှယဉ်ကြီးမရှိပါဘူးလေငါမှဆက်သွယ်မရှိပါဘူးလေအဲဒီဥစ္စာရအောင်မြင်ဖို့မလွယ်ပါဘူးလေဆိုတော့အဲ့ဒီ mindset တွေနဲ့ဘာဘာဖြစ်လဲဆိုတော့ဘာမှမဆောက်ဘာဆိုဘာမှမဆောက်ဘာလမ်းကြောင်းမှမရှောက်နော်အဲ့တော့တန်တနေပုံအလုံးလုံးတယ်အိမ်ပြန်လာတယ်ပြီးတော့စားတယ်တောက်တယ်ပလန့်ပလန့်တယ်ပြီးတော့ဖုန်းသုံးတယ်ရုပ်ရှင်ဗီဒီယိုကြည့်မယ်ပြီးတော့အိပ်မယ် ဒါပဲနော်ဒါကနေ့စဉ် routine တောင်းနေမနဲ့အလုပ်ပြန်သွားတယ်အဲ့ဒါနဲ့ပဲသူတွေကအဲ့ဒီရဲ့အဲ့ဒီရဲ့ပေါ့နော်ပုံစံခွက်ထဲမှာကြပြီးတော့အလုပ်တစ်ခုရှိနေတယ်ဆိုတော့အဲ့ဒီထဲကနေရုံးမထွက်နိုင်တော့တော်တော်များများကိုပြောတာနော်ဒါဟိုပြင်းရင်းပြပါကတော်တော်များများကိုပြောအဲ့တော့ပြောချင်တာကအဲ့လိုမျိုးပုံစံခွက်ထဲမှာလူတွေအားလုံးကနေသားကြနေနေကြတယ်အဲ့လိုမျိုးပေါ့နော် ငါဒီတိုင်မကြီးဝါနိုင်တော့ဘူးလားမတုံးတက်နိုင်တော့ဘူးလားငါတခြားဟာငါဖြစ်ချင်တဲ့ဟာတွေကိုလုံးလုံးမရတော့ဘူးလားအဲ့လိုမျိုးဟာတွေတွေးတဲ့အခါမှာ negative mindset တွေကဝင်လာတယ်ခေတ်ကာလကြီးကမကောင်းဘူးလို့ငွေရေးချင်းအရင်းနှီးမရှိဘူးလို့ဆုံးရှုံးသွားရင်ဘယ်လိုလုပ်မလဲလို့ ေါ့နော်အာပြီးတဲ့အခါကျတော့ဓာကြီးကအောင်မြင်ဖို့မလွယ်ဘူးပါဘူးလို့အဲလူလဲဆိုပဲအောင်မြင်တာပါလို့ဓာကြီးကမဖြစ်နိုင်ပါဘူးလို့အဲပြီးတဲ့အခါကျတော့မစွန့်စားစွန့်စားလို့အစိမ်းမပြေပါဘူးလို့မျိုးစုံပေါ့နော်သူကတွေးကြတယ်အဲ့ဒါအဲ့လိုမျိုးအတွေးခေါ်တွေကအဲ့လိုမျိုးစင်ကြေပြေကကိုကိုကိုပဲမအောင်မြင်အောင်မတိုးတက်အောင်ပိတ်ပင်နေတယ်တားဆီးနေတယ်ဆိုတာကိုဒီနာပြောချင်တာ 都出来表要家嘞，啊，刘老干也，爸妈没定也无来，啊，帮、嗯、侬，哎呦，呃，我老汉今天中午来吃饭，帮侬，我今天下午下班就去，早点吃饭，俺们家也去习，爸妈这边没学无嘞，等于阿龙看个样嘛，说明深圳本来住也来，去也去。 ပြောချင်တာကလေဟုတ်ပါတယ်လူလောက်ကကြီးမှာဖယ်ရမှာမတည်ရဘူးကိုတည်သွားတဲ့ခါကျအားလုံးထားခဲ့ရမှာဒါပေမဲ့ဘာကိုသိဖို့လိုလဲဆိုတော့ Olinar ရဲ့နေစဉ်ဘဝရှင်သန်မှုမှာ Olinar ရဲ့ဘဝတကူစားတမိသားစုသေးစားဒီချွေမျိုးတစုလေးစားရက်တည်နိုင်ဖို့တွေမဟုတ်ဘူးရှင် ကိုနာရုံးရဲ့လူဖြစ်ရတဲ့လူအိုနာရုံးလူဖြစ်လာရခြင်းရဲ့လူရဲ့တန်ဖိုးကပါလဲဆိုတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ရွှေမျိုးသားချင်းအပြင်ကိုယ့်ရဲ့ပတ်ဝန်းကျင် လူတွေရဲ့အကျိုးစီးပွားကိုကိုကဘလောက်ထိတောင်မှထမ်းဆောင်ပြီးပြီလဲထမ်းဆောင်ရပြီးပြီလဲကိုကပေါ့နော်ကိုယ့်ရဲ့မိသားစုပြင်ပကလူတွေဘတ်တတဝါတွေပေါ့မှာကောင်းကျိုးတွေပေါ့နော်လှုပ်ဆောင်ပေးနိုင်မှသာလူတန်ဖိုးရှိရလူတယောက်ရှင့် နော်ကိုရင်းနာပြောချင်တာလေလူဖြစ်လာတယ်ကိုအတွက်တယ်ကိုမိသားစုနဲ့ကိုရွှေမျိုးအတွက်ပဲကိုကလုပ်မယ်ကိုရဲ့ပတ်ဝန်းကျင်ကကိုရဲ့ဒီဇိန်းလူတွေပေါ့နော်ကလပ်တက်တက်တဝါလိမ့်ဆန်နေဖြစ်ဖြစ်လူတွေပဲဖြစ်ဖြစ်ပေါ့နော်သူတို့ပေါ်မှာဘာမှပေါ့နော်ပေါ့နော်ကောင်းကျိုးမလုပ်ပေးနိုင်ဘူးအာလုပ်မယ်ဆိုလို့ရှိရင်လည်းအပေါ်ရန်ဝှေ့ချတန်းချီပဲဒါကပတ်သက်ရာပတ်သက်ချောင်းလို့ဆိုရဲပုံစံပဲတကယ်ကိုပေါ့နော်ဟာထဲဝင်လုပ်ပေးနိုင်ခြင်းမရှိဘူး နော်လုတ်ပေးခြင်းနဲ့စိတ်တော်ရှိမယ်အဲငါမှအစဉ်ပြေရင်တော့လုတ်ပေးမှာပေါ့ဆိုရဲစိတ်တော်ရှိကောင်းရှိမယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်ကိုကိုတိုင်းတောင်မှပဲတကူရေစာကိုပဲမနဲ့ရုံးကန်တယ်အဲဒေးလေးပိုပိုရှန်နဲ့ဆိုတော့ကိုမိပါကိုမိသားစုရွှေမျိုးတလောက်ပဲတခြားလူတွေအတွက်ဆိုမပါဘူး။ကျွန်တော်အရင်နာရိုးတွေစူးစမ်းနေတယ်ဆိုတာကအရင်နာရိုးရဲ့တကူရေတခါရစာနဲ့ဒီမိသားစုလေးစာပဲမဟုတ်ပါဘူးရှင်။အရင်နာရိုးတွေပတ်စံတွေအများကြီးရှာနိုင်မယ်ကြီးပွားမယ်တိုးတက်မယ်ဆိုရင်တခြားလူတွေကိုရောအရင်နာရိုးတွေဘယ်လိုမျိုးကဲတင်နိုင်တယ်လဲ။ ်เนาะဆင်းရဲတဲ့လူတွေထိုးတဲ့တဲ့လူတွေเนาะငွေရင်းချင်းရင်းမတွေမဟုတ်ဘူးရှင်เนาะငွေရင်းချင်းရင်းမတွေမဟုတ်ဘူး original တက်ကြည့်ရဲ့ပညာတွေကို sharing လုပ်ပေးတာမျိုးတွေเนาะဘယ်လိုမျိုးပုံစံနဲ့လူသားတွေကိုအကျိုးပြုနိုင်စလဲအဲ့လိုမျိုးအကျိုးပြုဖို့အတွက်ကိုကပညာဆိုလည်းပညာဖြည့်ဆည်းရမယ်ပတ်စံဆိုလည်းပတ်စံကိုကိုကရှာရမယ်ပေါ်တော့အာပညာနဲ့ဖြည့်စီမှလားပတ်စံငွေကြေးနဲ့ထောက်ပံ့မှလားနှစ်ခုစလုံးနဲ့ထောက်ပံ့မှလား အဲ့ဒီလိုမျိုးပုံစံမျိုးနဲ့ရှိမှတာအော်ဒီနာရိုတွေကလူဖြစ်ရကြုံနှတ်တာရှင်ပေါ့နော်ပြီးတော့အော်ဒီနာရိုရှာဖွေနေတဲ့ငွေကြေးတွေကလည်းတမအားစီဝကြရမယ်ပေါ့နော်ပြီးတဲ့အခါကျတော့ပေါ့နော်သူများတက်ကောင်ညက်ရေပေါက်ကြီးငယ်ရှာအောင်စိတ်ဆင်းရဲဒုက္ခရအောင်လုပ်ပြီးမှရှာဖွေထားတဲ့ပတ်စံတွေအပူစာတွေမဖြစ်ရဘူးရှင်အဲ့ဒါအရင်ကြီးကြီးရဲ့